နိုဝင်ဘာရွေးကောက်ပွဲမှာရှုံးခဲ့ပြီးတဲ့နောက်ပထမဆုံးပြောကြားတဲ့မိကောမှာအမေရိကန်ဒုသမ္မတဟောင်းကမလာဟဲရစ်ကဒေါ်နယ်ထရမ့်နဲ့ဒေါ်နယ်ထရမ့်ကိုထောက်ခံသူတွေကိုဧပြီ30ရက်ကဝေဖန်ခဲ့ပါတယ်။လွန်ခဲ့တဲ့3လရဲ့ထင်ရှားပေါ်လင်တဲ့ဝယုံသုံးကားဖြစ်မှုဟာ၎င်းတို့ရဲ့ကိုယ်ပိုင်အကျိုးအတွက်အမေရိကန်ပြည်တော်စုကိုမလိမ့်တပတ်လုပ်ဖို့ထရမ့်ကိုအသုံးချနေတဲ့ကွန်ဆာဗေးတစ်တို့ကာလရှည်ရင်ဝယ်ပိုက်ထားတဲ့အစည်းအဝေးတစ်ရက်အမန်တကယ်အကောင့်ထဲပေါ်လာမှုဖြစ်တယ်လို့ရွေးကောက်ပွဲရှုံးခဲ့တဲ့ဒီမိုကရက်ကမလာဟဲရစ်ကထောက်ခံသူတွေကိုပြောပါရတယ်။ တကယ်တော့ကျမတို့မျက်မြင်ကြုံတွေ့နေရတဲ့အရာကတော့လှည့်မြန်တဲ့အခင်းကျင်းတစ်ခုဖြစ်ပါတယ်။စေစုနှစ်ချီအကောင့်ထဲပေါ်နေတဲ့အာဂျန်နာကိုလှည့်လင်းမြန်မြန်ဖော်ဆောင်မှုအတွက်ရေရင်ကိုအသုံးပြုနေတဲ့အခင်းကျင်းဖြစ်ပါတယ်လို့၎င်းကဆန်ဖရန်စစ္စကိုမြို့မှာထောက်ခံသူတွေကပြောပါရတယ်။ ပြည်သူ့ပညာရေးကိုဖဲထုတ်ပစ်တဲ့အာဂျန်ဒါအစိုးရအဖွဲ့ကိုချုပ်ပစ်တဲ့အာဂျန်ဒါပြီးတော့အစိုးရရဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုပုတ်ကလေးကပိုင်လုပ်တဲ့အာဂျန်ဒါတို့ဖြစ်ပါတယ်။အဲ့ဒါတွေအလုံးကိုအကောင့်ထဲပေါ်ပြီးတော့လူချမ်းသာတွေကိုအခွန်သက်သာခွင့်တွေပေးနေတာဖြစ်ပါတယ်လို့ကမ်မလာဟဲရစ်ကပြောပါရယ်။ အမြင်ကျင်းမြောင်းပြီးအများအတွက်မကြည့်ပဲကို့အကျိုးအတွက်ကြည့်တဲ့အမေရိကအမြင်မှာသူတို့ကအမှန်ပြောတဲ့သူတွေကိုအပြစ်ပေးတယ်တစ္ဆာကန်တွေကိုမျက်နှာသာပေးတယ်သူတို့ရဲ့ပါဝါကိုငွေလောင်းပြီးတိဆောက်နေတယ်လူတိုင်းကကိုအားကိုကိုရတဲ့အနေထားဖြစ်လာပါတယ်လို့ဝေဖန်ခဲ့ပါတယ်